ရခိုင်ပကိုးနေဆက်ကရိုးမပေါ်မှာတက်ဆွဲထားတဲ့ညောင်ကျိုးစခန်းကိုအေအေဥဆောင်တဲ့တော်လရင်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကြောင်းမှုအပါအဝင်စစ်ကောင်စီတပ်သား30လောက်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အေအေနဲ့နေဆက်တဲ့စီရေးသတင်းရင်းမြစ်တယောက်ကနရင်စရာကိုအတည်ပြုပြောဆိုပါရယ်ပကိုးတိုင်းပန်းတောင်မြို့နယ်ဥရှိပင်းမြို့အနီးရိုးမပေါ်မှာတက်ဆွဲထားတဲ့ညောင်ကျိုးစခန်းဟာစစ်ကောင်စီအင်အား300လောက်တက်ဆွဲထားတဲ့ တက်စကန်တစ်ခုဖြစ်ပြီးတော့ AA ဥဆောင်တဲ့တော်လန်ရေးပူပေါင်းတက်ဖွဲ့တွေကမလ73ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ရောင်ကျိုးစကန်သိန်းတိုက်ပွဲအတွင်းကစစ်ကောင်စီရဲ့စစ်ကြောင်းမိုးအပါအဝင် စစ်ကောင်စီတပ်သား30လောက်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတရှုတ်တပ်သားတွေကတော့ကစင်ကလေးရထွက်ပြေးနေကြတယ်လို့စီရေးတရင်ရင်းမြစ်တယောက်ကပြောဆိုပါတယ်။ရောင်ကျိုးစကန်သိန်းတိုက်ပွဲပြင်းထန်နေစဉ်မလ12ရက်နေ့ကလည်းအဲဒီစခန်းကပြူဟာမှုဥဆောင်တဲ့တပ်ဖွဲ့ဝင်အင်အား90လောက် တက်ဆုတ်ခွာထွက်ပြေးသွားခဲ့မှုရှိခဲ့ပါသေးတယ်။လက်ရှိမှာအာရခတက်တော် AA ရဲ့ထိုးစစ်ဟာရခိုင်နဲ့နေနမိရှင်ထိစပ်နေတဲ့ရခိုင်ပကိုးနေဆက်ရုံးမတစ်ချောင်းမှာလဲနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်စခန်းတွေကိုအာရခတက်တော် AA ကတစ်ခုပြီးတစ်ခုသိမ်းပိုက်နေတာဖြစ်ပါသေးတယ်။